ကိုလိုတို့ဂိုးတော့ကနေထုတ်လုပ်ထားတဲ့ဂျမ်ကိုဆိုတဲ့ APP လေးထဲကနေပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါလေ။လောကတေးရရခိုင်နှုတ်ပေးပြီးတော့ပတ်စံထုတ်ရမှာဆိုရေးလည်းပဲပြီးပတ်ကောင်လောကစီစရာမလိုဘူးပေါ့နော်။ KP ဝေပေးအကောင့်တစ်ခုခုစီယုံနဲ့ပတ်စံရတကူထုတ်ယူလို့ရမှာဖြစ်ပါလေ။ဘယ်နိုင်ငံဘယ်ဒေတာကမဆိုပတ်စံထုတ်လို့ရမှာဖြစ်ပါလေ။ပြီးပတ်ကောင်စီတဲ့သူတွေဆိုရေး1ဒေါ်လာကနေအနည်းဆုံးစတင်ထုတ်ယူလို့ရမှာဖြစ်ပြီးတော့ပတ်ကောင်မစီလို့ကျွန်တော်စီမှာလာထုတ်တဲ့သူတွေဆိုရေး3ဒေါ်လာကနေအနည်းဆုံးကျွန်တော်ပတ်စံ ထုတ်ပေးမှာဖြစ်ပါတယ်။ Free Online ငွေစာနည်းတွေကိုအချိန်နဲ့တပြင်းညီတည်ဆီလို့ရအောင်ကျွန်တော်ရဲ့ Channel လေးကို Subscribe ပါလိမ့်နှိပ်ပြီးတော့ Notify ခေါလောက်လေးကိုနှိပ်ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။ Jam Go ဆိုတဲ့ Apple ထဲကနေပတ်စံထုံးဒီကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကို Like SL လေးလောက်ပြီးတော့အဆုံးထိ Like ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော်။ โอเคကျွန်တော်တို့ဒီကိုတော့ကနေထုတ်လုပ်ထားတဲ့ jam go ဆိုတဲ့ app လေးထဲကနေကျွန်တော်ပတ်စံတဲ့ရရခိုင်နှုတ်ထုတ်ပြပေးသွားမှာဖြစ်ပါတယ်။ဘယ်နိုင်ငံကမဆိုပေါ်တော့ပေးပန်ကောင်လောဝစီစရာမလိုပဲနဲ့ဖုတ်ထဲမှာ kp ဝေပေးအကောင့်တစ်ခုခုစီယုံနဲ့ကျွန်တော်တို့ပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်။ဒီထဲကနေ kp ဝေပေးတို့နဲ့ပတ်စံထုတ်တဲ့နည်းလမ်းလေးကိုလည်းကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးဒီ app လေးကိုရယူမယ်ဆိုရင်ကိုတို့တို့ဖုတ်ထဲမှာစီတဲ့ဘူပေလေးတစ်ခုခုပေါ်တော့ us နိုင်ငံမှာထားပြီးတော့ connect လုပ်ပေးထားရမှာဖြစ် ြစ်ပါတယ်ကျွန်တော်ပြထားတဲ့လေးကနေတချို့ဝေလိုက်ပြီးဆိုရဲဒီ play ဆိုတဲ့ကိုရောက်စီလာမှာဖြစ်ပါတယ် jam go ဆိုတဲ့ app လေးကိုကျွန်တော်တို့က install လုပ်ပေးလိုက်ပေါ့နော်အခုမှအသေးသေးစလာတဲ့ app လေးဖြစ်တာကြောင့်မလို့လောကတရားရခိုင်တို့အပိချမ်းနေတဲ့ app လေးဖြစ်ပါတယ် go dog ကနေထုတ်လုပ်ထားတဲ့ app လေးဖြစ်တာကြောင့်မလို့လောကတရားရခိုင်တို့ပတ်စံရရှိမှာပဲဖြစ်ပါတယ် okay ကျွန်တော်တို့ဒီထဲကနေပတ်စံထုံနည်းကိုမပြောပြခင်မှာကိုလူတို့အနေနဲ့ပထမဆုံးဒီအောက်ကကောက်လေးကိုတစ်ချင်နှိပ်ပေးလိုက်ပေါ့ဒီနေရာလေးမှာကိုလူတို့ကပေါ့နော် effect code ဆိုတဲ့နေရာလေးပေါ်နေမှာ ဖြစ်ပါတယ်ကျွန်တော်ပေးထားတဲ့ကုတ်လေးကိုကိုလူတို့ကထပ်ပေးလိုက်မှဆိုရင်ဟိုဝဲချင်းမှာပဲ꽌လေးတွေကိုရရှိလာမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြောပြပေးချင်တာကဒီဂိတ်ဆွေနေရာလေးကိုတချေဝေးလိုက်ပေါ့ဒီမှာသူပေးထားတဲ့ဂိတ်လေးတွေအများကြီးစီမှာဖြစ်ပါတယ်ဂိတ်လေးတစ်ခုတည်းကိုဝေးလိုက်ပေါ့နော်ဝေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကဒီအဝိုင်းလေးလဲနေမှာဖြစ်ပါတယ်ဒီအဝိုင်းလေးလဲနေတဲ့အခါမှာဆိုရင်꽌လေးတွေကိုအလွယ်တကူဝေးယူလို့ရမှာဖြစ်ပါတယ်ဂိတ်လုံးကဆော့စရာမလိုဘူးပေါ့နော်ဒီထက်ကနေရရှိလာတဲ့꽌လေးတွေကိုဒီမှာကျွန်တော်တို့ကအလွယ်တကူပြန်ကြည့်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ် ထက်တစ်ခုကိုတွားလဲရအောင်ပေါ့နော်ဒီမှာနယူးဆွေနေရာလေးပေါ့နော်ဒီကောက်လေးထက်ကို ်အဝိုင်းလိုက်ပြီးဆွေးခုနကျွန်တော်ပြောပြထားတဲ့လိုမျိုးပဲဒီအဝိုင်းလေးလည်နေတဲ့အခါမှာဆွေးဒီအဝိုင်းလေးထဲကနေကျွန်တော်တို့က quality လေးတွေအလွယ်တကူဝယ်ယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကဆွေးကျွန်တော်တို့ဒီမှာ gap ဘောက်ဆွေးနေရာလေးပေါ့နော်ဒီ gap ဘောက်ဆွေးနေရာလေးကိုဝယ်လိုက်တဲ့အခါမှာဆွေးဒီမှာ parcel box လေးတွေကိုကျွန်တော်တို့ကဒီဖောက်ပေးရမှာပေါ့နော် parcel box လေးတွေကိုကျွန်တော်တို့ကဒီကြော်ညာလေးတွေကြည်ပြီးတော့ဖောက်ပေးမဲ့ဆိုရင်ဒီထဲကနေ quality လေးဝယ်ယူလို့ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကဆွေးဒီမှာ lucky draw ဆွေးနေရာလေးပေါ့နော်ဒီကောင်လေးထက်ကိုတစ်ချေးဝယ်လိုက်ပါဒီမှာဆိုရင်ကိုလူတို့ကဒီ ီပေါ်တော့ကြောင်ညာလေးတပုတ်ကြည့်ပေးလိုက်ရုံနဲ့ဒီထဲကနေကျွန်တော်တို့ကလှကီထလို့လေလဲပြီးတော့ quality လေးတွေဝယ်ယူလို့ရမှာဖြစ်ပါလေနောက်ထပ်တစ်ခုကဆိုကျွန်တော်တို့ဒီမှာ hashtag နေရာလေးပေါ်တော့ hashtag နေရာလေးကိုတချင်ဝယ်လိုက်တဲ့အခါမှာဆိုဒီ hashtag အယုတ်လေးကိုကျွန်တော်တို့ကအစာကျွေးမဲ့ရေမိုးချိုးပေးမဲ့တစ်ခုခုလုပ်ပေးမဲ့ဒီ aga fleece ဆိုတဲ့နေရာလေးကိုတချင်နှိပ်ပေးလိုက်ပြီးဆိုရင်ကြောင်ညာလေးတွေကြည့်ပြီးတော့လွယ်တကူဒီထဲကနေကျွန်တော်တို့က quality တွေစောက်ပွေလို့ရမှာဖြစ်ပါလေနောက်ထပ်တစ်ခုကဆိုရဲ့ဒီမှာပေါ်တော့ဒီခိုင်လေးတစ်ခုတချင်ဝယ်လိုက်တဲ့အခါမှာဆိုဒီ site ပြိုလေးအတွေ့ကိုကျွန်တော်တို့ကလုံလို့ရမှာဖြစ်ပါလေ တွေကြော်ညာလေးတွေကြည်ပေးမယ်၊ကွန်လေးတွေဆောက်ပေးလို့ရမှာဖြစ်ပါလေ။ဒီအကြောင်းအရအသေးစိတ်ကိုလည်းကျွန်တော်အစီအဗီဒီယိုမှာတင်ပေးထားပြီးပြီမို့လို့အသေးစိတ်တော့မပြောပြနေတော့ဘူးပေါ့နော်။ဒီဒီထဲကနေပတ်စံထုံနေနဲ့ KP ဝေပေတို့နဲ့ဘလို့ပြထုတ်လို့ရမလဲဆိုတဲ့နီလန်လေးကိုကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်ပါလေ။ကျွန်တော်တို့ပတ်စံထုတ်လို့ရတဲ့နေရာနှစ်နေရာဆိုပြီးတော့သူကပေးထားမှာဖြစ်ပါလေ။ပထမတစ်ခုကဆိုရင်ကျွန်တော်တို့ဂိတ်ဆော့ပြီးတော့ရရှိလာတဲ့ဒေါ်လာလေးတွေကိုဒီမှာ1ဒေါ်လာကနေပြထုတ်လို့ရတယ်ပေါ့နော်။ဒုတိယတစ်ခုကဆိုရင်ကျွန်တော်တို့ Everflake လုပ်ပြီးတော့ရရှိလာတဲ့ဒေါ်လာလေးတွေကို1ဒေါ်လာက နေကျွန်တော်တို့ပြန်ထုတ်လို့ရောက်မှာဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်တို့ကဂိတ်ဆော့ပြီးတော့ရရှိလာတဲ့ဒေါ်လာလေးတွေကိုကျွန်တော်ကပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာ FI Flip လုပ်ပြီးတော့ရရှိလာတဲ့ coin လေးတွေကိုပတ်စံထုတ်တဲ့နီလာလေးကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ကဒီဂိတ်လေးတွေကစားပြီးတော့ရရှိလာတဲ့ဒေါ်လာလေးတွေကိုပတ်စံထုတ်မှဆိုရင်ဒီမှာ1ဒေါ်လာအနည်းဆုံးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီထက်ကနေ KB ကိုပြီးတော့နဲ့ကိုလူတို့ပြန်ထုတ်မှဆိုရင်3ဒေါ်လာအနည်းဆုံးကျွန်တော်ကထုတ်ပေးမှာဖြစ်ပါတယ်3ဒေါ်လာပြီးမှဒါကျွန်တော်စီမှာ KB ကိုပြီးတော့နဲ့ပြန် ထုတ်လို့ရမှာဖြစ်ပါတယ် KP ဝေပီတူနဲ့ပြန်ထုတ်တဲ့နီလာလေးကိုလည်းကျွန်တော်ဗီဒီယိုရဲ့နောက်ဆုံးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ကတော့ဒီနေရာလေးမှာ gain ဆော့ပြီးတော့ရရှိလာတဲ့ဒီ quality လေးတွေကို1ဒေါ်လာကျွန်တော်ကပြီးနေပြီမို့လို့ဒီအမှ1ဒေါ်လာလေးကိုတစ်ချက်ထောင်းလိုက်မှာဖြစ်ပါတယ်ဟုတ်ပြီဒီအောင်က withdraw ဆိုတဲ့နေရာလေးကိုတစ်ချက်နှဲပြလိုက်မှာဖြစ်ပါတယ်ဒီနေရာလေးမှာကိုလူတို့အနေနဲ့ PayPal ကမစီတဲ့သူတွေဆိုရင်ကျွန်တော်ပေးထားတဲ့ PayPal account ရဲ့ Gmail လေးကိုထည့်ပြီးတော့ဒီနေရာလေးမှာချိတ်ထုတ်ပေးရမှာပေါ့နော်ဒီထဲကနေကိုလူတို့ကပေါ့နော်တကယ်လို့ Gmail link နဲ့ ထုတ်ချင်တယ်ဆိုရင်အနည်းဆုံးပမာဏကားတို့ရဲ့ဒီမှာ6ဒေါ်လာအနည်းဆုံးကျွန်တော်ထုတ်ပေးမှာပေါ့နော်ကျွန်တော်ရဲ့ PayPal account နဲ့ထုတ်မယ်ဆိုရင်3ဒေါ်လာကနေအနည်းဆုံးကျွန်တော်ထုတ်ပေးမှာဖြစ်ပါတယ် Okay ဒီအောက်ကဒီပေါ့နော်1ဒေါ်လာကိုနှိပ် withdraw ဆိုရင်နှိပ်ဒီနေရာလေးမှာကျွန်တော်က PayPal account ဖိထားတဲ့ Gmail လေးကိုကျွန်တော်ထည့်ပေးလိုက်မှာဖြစ်ပါတယ် Okay ဒီနေရာလေးမှာကျွန်တော်တို့ PayPal account ဖိထားတဲ့ Gmail လေးကိုထည့်ပေးလိုက်ပြီဆိုရင်မှတ်ကပ်ပြီဆိုရင်ဒီအောက်က confirm ဆိုရင်နေရာလေးကိုတချင်နှိပ်ပေးလိုက်ပေါ့ဒီနေရာလေးမှာကျွန်တော်တို့ရဲ့ PayPal Gmail လေးကမှန်မှန်မှန်တေချာလေးဆက်ဆက်ပြီးပေါ့နော်တကယ်လို့မှားသွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့ PayPal account လေးတစ်ခုပတ်စံက ဝင်လာမှာမဟုတ်ဘူးပေါ့နော်ဒီနေရာလေးမှာတတိထားပြီးတော့တေချာလေးဆက်ဆေးပေးပါမှတ်ကပ်ပြီးဆိုရင်ဒီအောက်က conference ဝင်နေရာလေးကိုတက်ချင်နှိပ်ပေးလိုက်ပေါ့ okay ဒီနေရာလေးမှာဆိုကျွန်တော်တို့ပတ်စံထုတ်ယူထားတဲ့ပမာဏလေးကိုဒီမှာ a blue ကဆိုပြီးတော့ပြောင်းပေးနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ပတ်စံထုတ်ယူထားတဲ့ရေဆွဲနဲ့ဒီမှာ gmail လေးကိုပြောင်းကြည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပြပအကောင့်လေးထက်ကိုပေါ့နော်ပတ်စံဝင်လာကြောက်ကိုလည်းကျွန်တော်တိတ်တိတ်နဲ့တကွာပြောင်းပေးသွားမှာဖြစ်ပါတယ် ကိုလူတို့ကဒီထက်ကနေလောကတရားရခိုင်တို့ပတ်စာဆောက်လို့ရမှာဖြစ်ပြီးတော့တကယ်လို့ပေါ့နော်ကိုလူတို့အနေနဲ့ဆိုရှယ်မီဒီယာလေးတွေကိုအသုံးချပြီးတော့ပတ်စာလေးတွေကိုများများဆောက်ပြီးလို့ရမှာဖြစ်ပါတယ်။ဂိတ်စောနေတဲ့သူတွေထိစာရဲ့ပေါ့နော်ဆိုရှယ်ကိုအသုံးချပြီးတော့ A5 list ဆောက်တဲ့သူတွေကပို့ပြီးတော့ရမှာဖြစ်ပါတယ်။